Left Media Channel ကိုချစ်ခင်အားပေးကြတဲ့ပရိသတ်ကြီးမင်္ဂလာပါရှင်။ပရိသတ်ကြီးတင်းပေါ်မှာတကယ်ချစ်တဲ့ချစ်သူနဲ့ဆုံရရတာနေတိုင်းကံကောင်းနေတာပါနော်။အတိတ်မှာတင်းကတကယ်ချစ်ခဲ့ပြီမဲ့တင်းကိုတကယ်မချစ်တဲ့သူနဲ့လည်းဆုံခဲ့ရမှာပဲလေ။အဲ့ဒီအချိန်မှာជីជីမမဆက်ထိခိုက်တာတွေအသေးကွဲတာတွေဒါရီကိုတင်ခံစားရမှာပေါ့။အသေးကွဲပြီဆိုရင်တော့ယုံကြည်မှုတွေလည်းပျောက်ဆုံးသွားပြီလေ။မျောလင်းချက်တွေလည်းဆုံရှုံသွားလိမ့်မယ်။ အမှန်တရားတွေကိုလည်းလက်မခံနိုင်ဖြစ်လာပါလိမ့်မယ်။နောက်ထပ်မချင်းမီတော့အောင်လို့တင့်ကိုတင်ဂရီတွေပေးနေတော့မှာပါ။အချက်စက်ကိုမတွေ့မချင်ဘသူ့အမှမချင်းမီအောင်နေမယ်လို့တင်ပြောခဲ့မှာပါပဲနော်။ဒါပေမဲ့အလောက်ထက်အပြောကပိုပြီးတော့လွယ်တာပေါ့။ relationship တခုမှာကောင်လေးတွေရာစကားများတာလေပေါ်တာတွေမကြိုက်ပါဘူး။အဲ့ဒီခါမှာတင့်ချစ်သူကတကယ်ချစ်လားမချစ်ဘူးလားအဲ့ဒါတွေကိုတော့လေးလာဖို့လိုလာပြီပေါ့။ ပထမအဆုံးအနေနဲ့ကောင်လေးတွေဟာအပြောကောင်းပါတယ်။တင်းတို့နှစ်ယောက်တွေ့ပြီဆိုရင်သူ့ရဲ့အပြုတ်မှုအနေထိုင်မျိုးလေ့လာကြည့်ပါ။အဲဒီကသူ့ရဲ့ခံစားချက်တွေကတဲ့အပေါ်မှာစစ်မှန်လားမစစ်မှန်ဘူးလားဆိုတာသိလာပါလိမ့်မယ်။အခုပြောပြမယ့်အကြောင်းအရာလေးကကောင်လေးတွေတကယ်ချက်မိသွားပြီဆိုရင်တော့ပြုလုပ်တတ်တဲ့အချက်၉ချက်အကြောင်းပဲဖြစ်ပါတယ်။တဲ့ရဲ့ကောင်လေးပေါ်မှာလိမ့်လာမယ့်အချက်တွေကိုမသိဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါလို့တိုက်တွန်းချင်ပါတယ်နော်။ အချက်တော်တော်များများနဲ့ကိုက်ညီနေတယ်ဆိုရင်တော့တဲ့ပေါ်တကယ်ချက်တယ်ဆိုတာစိတ်ချလို့ရသွားပြီပေါ့။ကဲဒီတော့အချက်လေးတွေမပြောပြရသေးခင်မှာကျမတို့ရဲ့ Love Media Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့တောင်းဆိုပါရနော်။ဆက်လိုက်ရအောင်လေ။နံပါတ်1တဲ့ပြောသမ ्या ကိုအလေးထားနားထောင်ပေးတယ်။တဲ့ရဲ့ချက်သူကဘယ်အချိန်စကားပြောပြောနားထောင်ပေးတယ်။အဲ့ဒါတော့ relationship တစ်ခုမှာအဆက်အသွယ်ရှိဖို့ကအရေးကြီးတယ်ဆိုတာ သူနားရင်လိုပဲလေအပြောကောင်းတဲ့သူကကောင်းကောင်းနားထောင်ပေးတတ်တဲ့သူပါတင်ရင်ဖွဲ့သမ ्या အောင်နားထောင်ပေးပါလိမ့်မယ်အဲလိုနားထောင်ပေးတာကတဲ့ကိုစိတ်လုံးချုံမှုပေးချင်လို့တကယ်ချက်တဲ့ကောင်းလေးကတင်ပြောသမ ्या ကိုစိတ်ရှိရှိနားထောင်ပေးပါရနော်နံပါတ်2တင်တို့နှစ်ယောက်စလုံးအတွက်အလုပ်စူးစမ်းရည် relationship ခိုင်မြအောင်လို့အလုပ်စူးစမ်းရမယ်ဆိုတာသူသိပါတယ်အဓိကတော့တင်ပွားအတွက်စူးစမ်းတာပါ အလုတ်စိုးစားတာကတဲ့ကိုချက်လို့ဆိုတာမမေ့ပါနဲ့နော်။နံပါတ်3အသေးစိတ်မှတ်ထားတတ်တဲ့။တင်ကြိုက်နဲ့တတ်တဲ့အစားအစာတင်းရဲ့မွေးနဲ့တင်နဲ့ပတ်သက်တဲ့အရာလေးတွေကိုသိနေတယ်ဆိုရင်တော့သူကအရာရောအသေးစိတ်အလေးနဲ့ထားတတ်တဲ့သူတဲ့ကိုတန်မိုးထားတယ်ဆိုတာသက်သေပြကြလို့ပါပဲနော်။နံပါတ်4ချက်ကတော့တဲ့ကိုပျော်ရွှင်စေရတဲ့တဲ့ကိုတကယ်ချက်တဲ့သူက တင်းရဲ့ပျော်ရွှင်မှုဦးစားပေးတာပေါ့တင်းပျော်ရွှင်နေတာပဲအမြင်မြင်ချင်နေတဲ့သူပါဝမ်းနဲ့စိတ်ဓာတ်ကျနေအောင်လေလူလာတဲ့သူမဟုတ်ဘူးလေသူ့ရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးရမယ်ဆိုရင်တော့မှတင်းရဲ့မျက်နှာကိုအမြင်ပြုံးနေစေချင်တဲ့သူနမငါမိသားစုနဲ့ရင်းနှီးအောင်နေတယ်တင်းနဲ့ပတ်သက်ရောမကပါအောင်တော့တင်းရဲ့မိသားစုနဲ့ပါရင်းနှီးချင်နေတာတင်းနဲ့အနည်းဆုံးမှရှိတဲ့သူတွေကိုလေသူတကယ်ချက်ချင်းဖော်ပြတတ်ပါသေးတယ် သင်တံမိုးထားတဲ့မိသားစုလေသူကလည်းတံမိုးထားပါတယ်နမတ်ချောင်းတဲ့ပေါ်ယုံကြည်တယ်တဲ့ပေါ်မှာယုံမတတ်ညာမရှိပါဘူးသူ့ရဲ့အာနယ်ချက်တွေကိုပြောပြီးတော့တစားတက်တစားရင်းနှီးလာအောင်လုပ်ပါလေကိုကိုကိုယုံကြည်မှုလေတဲ့မှာရှိလာအောင်ဖန်တီးပေးပါလိမ့်မယ်နမတ်ခွနဲ့တဲ့ရဲ့ဘဝမှာအဆင်ပြေလွယ်ကူအောင်လို့ဘာမစုံလုပ်ပေးတတ်တယ် တင်းရဲ့ဘဝကိုတတ်နိုင်သမျှအစဉ်ပြေအောင်လွယ်ကူအောင်ကြိုးစားပါရစေ။အိမ်မူကိစ္စတွေတောက်တုံမေးရအလုပ်တွေပါတခါတလေလုပ်ပေးတတ်တဲ့သူပါနော်။နံပါတ်၈တင်းပေါ်အမြင်ရိုးသားရတဲ့ relationship မှာရိုးသားမှုကအရေးကြီးပါရဲ့ရှင်။ရိုးသားမှုကသူ့ကိုဒုက္ခရောက်စေမယ်ဆိုရင်တော့မှတင်းပေါ်မှာသူကရိုးသားနေမှာပါ။ရိုးသားစက်မှန်တဲ့သူ့ရဲ့အချက်တွေနဲ့တင်းရဲ့ဘဝကိုလုံခြုံမှုပေးထားတဲ့သဘောမျိုး နောက်ဆုံးနံပါတ်ကိုလေးလေးစားစားဆက်ဆံနေတိတ်ကိုလေးလေးစားစားဆက်ဆံတာတံမိုးထားလို့ပါပဲသူ့ကိုဆူဆူရရပြုတ်မှုနေတာမှကိစ္စမရှိပါဘူးလေလေသူကတော့တိတ်ကိုအမြဲဂရုစိုက်နေမှာပါဘာကြောင့်လဲဆိုတော့အပြန်အလှန်လေးစားမှုတစ်ခုက relationship ကိုခိုင်ငယ်စေလို့ပါပဲနော်ဒီချက်လေးတွေကိုကြည့်ပြီးတော့တဲ့ရဲ့ချက်သူကတင့်ကိုတကယ်ချက်လားမချက်ဘူးလားဆိုတာတင့်နဲ့လောက်ပြီးလို့ထင်ပါတယ်ရှင်။ ဒီချက်တွေတွေကအချက်ဖက်တဲ့ချက်လားတင်းရဲ့ချက်သူကပြုလုပ်ပေးခဲ့တယ်လေဆိုတာပုံမှန်လေးမှာရေးပေးသွားခဲ့ပါအောင်နော်ကြည့်ရှုခဲ့သူပရိသတ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြတာပေါ့ See you bye